ကိုရိုပိုင်ကတားရဲကောင်တွေရဲ့တိုက်ခိုက်လာမှုမရှိဘဲသွေးမြကြီးကိုအေးဆေးဖြက်ကူးနေတဲ့အချိန်မိုးချိုးပြစ်ခံထားရတဲ့ကြားလဲတယောက်ကအကြောင်းအရင်းကိုတေးချာရှာဖွေနေလျက်ရှိပြီးနောက်တစ်ကြိမ်တိုက်ခိုက်ဖို့အတွက်သွေးစွန့်အင်တွေပူဇော်ပြီးတော့ကိုယောင်ဖျောက်ပစ်လိုက်ပါတယ်။ရဲကျန်းကသွေးသားရဲတွေလိုက်ရှာနေပေမဲ့သူ့ကိုရှောင်တိန်နေကြတာကြောင့်အရန်ပြင်းကြီးလာရတဲ့အချိန်မှာပဲကိုယောင်ဖျောက်ထားတဲ့ကြားလဲကရုတ်တရက်တိုက်ခိုက်လာပေမဲ့သွေးစီရင်ကြီးကလမ်းခုလက်မှာပဲပျက်စီးသွားရပါတော့တယ်။ဒါအပြင်သွေးလေပွေကြီးတစ်ခုကကြားလဲစီကိုဝင်းရံလဲပတ်သွားခဲ့ကြပြီးအဝေးတစ်နေရာခေါ်ထုတ်သွားကြပြန်ပါတယ်။ ိုတော်ပိုင်ကကောင်းကင်ရွေးချယ်ခံဆိုပြီးသူ့ကိုယ်သူကုံစာပြောဆိုနေပေမဲ့တွေးအံထုတ်နေရသူကြီးကကောင်းကင်ကြီးကတရားမျှတမှုမရှိလိုက်တာဆိုပြီးရဲကျန်းကိုအော်ဟစ်ချိန်ဆနေရပါတယ်။ဒီလောကကြီးဟာရဲကျန်းကိုကာကွယ်ပေးနေတာဖြစ်လို့မိုးကြိုးလျက်စီးနဲ့လေပြင်းတွေထုတ်သုံးနိုင်တာဆိုပြီးကြားလေလေဘိုးဘေးဟန်ရံပေးလိုက်တဲ့တစင်းနဲ့ဆိုးခန္ဓာကိုကြီးကိုထုတ်အုံပြုလိုက်ပါတော့တယ်။ဒီယာကကြားလေကိုဒံယာပြန်ကောင်းလာစေပြီးကြင်ကြံမှုမြင့်တင်ပေးနိုင်ပေမဲ့ခဏလောက်ပဲတောင်းခံထားနိုင်မှာဖြစ်လို့နဆိုးခန္ဓာပြောင်းလဲလိုက်ပြီးတာနဲ့ရဲကျန်းဘက်ကိုနောက်တစ်ချိန်ပြန်ထွက်လာလိုက်ပါတယ်။ ပြင်းနေတဲ့ရဲ့ကျန်းစီကိုကြားလဲပြန်ရောက်လာပေမဲ့သွေးလဝါကြီးရဲ့ရိုက်ခတ်မှုကြောင့်လုံးချံမှုပျက်စီးသွားခဲ့ရပြီးတဲတောင်ပြင်တစ်ခုပေါ်မှာစိတ်ပြက်လက်ပြက်တွားရောက်တောင်တင်နေခဲ့ပါတယ်။ဒီအချိန်မှာတော့ကြားလဲတယောက်သူဟာဂိုင်းထဲအရင်ဝင်ရောက်ခဲ့ပြီးကြင်ကြံမှုလဲပိုးမြင့်နေတယ်လို့အစွမ်းလဲပိုထပ်ပေမဲ့ဒီလောကကြီးရဲ့အကျင့်မကောင်းတဲ့ဗလိုက်မှုကြောင့်တည်ခြင်းစိတ်ဖြစ်သွားရပါတယ်။ ။တွေးသက်ခင်ပြိုင်ပွဲကိုအစောကြီးတည်းကဝင်ပြိုင်တာမျိုးမလုပ်ခဲ့ဘူးဆိုရင်ဒီနေရာကြီးကိုရောက်လာစရာအကြောင်းမရှိသလိုရဲကျန်းစိုးရဲ့ကောင်းတဲ့လည်းတိုက်ခိုက်စရာမလိုတော့ဘူးဆိုပြီးအပြင်ဘက်မှာပဲပျော်ရွှင်စွာလေ့ကျင့်နေတဲ့ကြောင်းပြောရင်မျက်ရည်နဲ့မျက်ခွက်ဖြစ်နေခဲ့ရပါတော့တယ်။ဒီအချိန်ရဲကျန်းလဲကျွန်းပေါ်ရောက်ရှိလာခဲ့ပြီးကျွန်းဆောင်သားရဲကြီးကအယုတ်တစ်ခုလိုမျိုးငြိမ်သက်နေတာကြောင့်ဒုတိယအဆင့်ကိုဝင်ရောက်ဖို့အတွက်တောင်ထိပ်ပေါ်မှာအတိမတ်ပြူသွားယူတဲ့အခါသွေးသားရဲတွေဝင်ရလာကြပါတယ် ဒါကိုမြင်တော့ကြားလဲလဲဝမ်းသာပျော်ရွှင်သွားရပြီးကိုတော်ပိုင်ကသွေးသားပြန်သိမ်းလိုက်ကတက်ဖြက်ချင်းစိတ်တွေပြန်ရုပ်သိမ်းပြီဆိုတာနဲ့သွေးသားရဲတွေလည်းအရှို့ရှို့နောက်ဆုတ်သွားကြပြန်ပါတယ်။ရေကြမ်းတယောက်သွေးသားရဲတွေဖျက်ကျော်ရင်လေကားပေါ်တက်သွားတာမြင်တော့ကြားလဲလဲသူ့လိုမျိုးလိုက်လို့ကြည့်ပေမဲ့သားရဲတွေဝိုင်းတိုက်ခိုက်လာကြပြန်လို့အမြန်ဖယ်ထုတ်ပြစ်လိုက်ရပါတယ်။ရေကြမ်းကကြားလဲလို့ဇွဲကောင်းသူတယောက်နဲ့မိတ်ဆွေဖြစ်ချင်းစိတ်ရှိနေပေမဲ့ဒီလောကကြီးရဲ့မျက်နှာသာပေးမှုမရှိရင်ရေကြမ်းဟာဘာကောင်းမှမဟုတ်ဘူးဆိုပြီးကြားလဲကအရှုံးမပေးသေးကြောင်အော်ဟစ်ပြောဆိုနေပါတယ်။ ီစကားကြတော့ရေချမ်းကသွေးသားရဲတွေအနောက်ဆုတ်ခိုင်းလိုက်ပြီးဒီကဘာကြီးရဲ့ကာကွယ်ပေးမှုမရှိရင်တောင်မင်းဆိုတဲ့ကောင်ကိုတိုက်ခိုက်အနိုင်ယူနိုင်တယ်ပြောရင်သွေးသားတစ်ချောင်းတိတ်တည်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ကြားလဲရဲ့တိုက်ခိုက်မှုတချို့ကိုအမြန်ရှောင်းတင်းပြလိုက်ပြီးဓာချက်တိုင်းကိုအာကုန်ခုတ်ပိုင်းပစ်လိုက်တာကြောင့်ကြားလဲဘက်ကတဖြည်းဖြည်းအောက်စီးရောက်သွားရပါတယ်။လက်မခံနိုင်တဲ့ဘက်ကသွေးမြူခိုးတွေဖောက်ခွဲလိုက်ပြီးရှုပ်ထွေးနေတဲ့မြင်ကွင်းကြားကနေအလင်းငိုက်တိုက်ခိုက်လာသလိုရေချမ်းရဲ့ဓာချက်တွေအောက်မှာအပိုင်းပိုင်းခုတ်ခံလိုက်ရပေမဲ့ပုံရိပ်ရောင်ဖြစ်နေခဲ့ပါတယ်။ ဒုတိယပုံရိပ်ရောင်ကိုထပ်မံရှင်းပြလိုက်တဲ့အခါအနောက်ဆုတ်တဲ့ကြားလဲကကိုပွားများစွာခွဲပြလိုက်ပြီးရဲကျန်းစီပြေးဝင်လာကြတော့တစ်ဖက်ကလည်းကောင်းကင်တရားမျက်လုံးပြန်လဲအသက်သွင်းလိုက်ပြီးတူညီတဲ့ပုံရိပ်ရောင်ကြားထဲကိုဓာတ်တစင်ပြစ်ထည့်ပေးလိုက်ပါတော့တယ်။ဒီယာကကြားလဲအစ်စ်ဖြစ်နေလို့ကိုပွားတွေပျက်စီးသွားရပြီးရဲကျန်းကလည်းမိုးကောင်းကင်ထက်ကနေပုံရိပ်ရောင်သွေးဘလူးကြီးကိုစင့်ခေါ်ရိုက်ချပြစ်လိုက်ပါတယ်။အသေးသက်တိုက်ကွက်ဆိုပေမဲ့ကြားလဲမထိခိုက်သွားရအောင်လဝါကြတဲ့ကွက်တိရိုက်ပေးလိုက်တာဖြစ်ပြီးသဘောပေါက်သွားတဲ့ကြားလဲလည်းအရှုံးကိုလက်ခံလိုက်ရပါတော့တယ်။ ကြားလေကလေကားပေါ်တက်သွားတဲ့ရဲကျန်းစီလန်းကြည့်နေခဲ့ပြီးဘာကြောင့်အသက်ရှင်ခွင့်ပေးခဲ့ရတာလဲမေးတော့ဒီကဘာကြီးကသူ့ကိုဘာကြောင့်ရွေးချယ်လိုက်ရတယ်လဲဆိုတာမြင်အောင်ပြပေးခြင်းလို့ဆိုပြီးရဲကျန်းလဲဘာမှမဖြစ်ခဲ့တယ်လို့မျိုးတောင်ပေါ်တက်ရောက်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့တောင်ထိပ်ဝိညာဉ်ကရဲကျန်းကိုအတိမတ်ပြုတ်ပေးလိုက်ပြီးဒုတိယစံသက်မှုဖြစ်တဲ့အရင်မြစ်တိုက်ပွဲကြီးတဲ့စတင်ပို့ဆောင်ပေးလိုက်ပါတော့တယ်။ ဒုတိယအဆင့်မှာတော့စုံချင်းဝက်နဲ့တူရွှေမေတို့စောင့်ဆိုင်နေလျက်ရှိကြပြီးပထမအဆင့်ဆန်းတက်မှုကဒီနေရာမှာတနအီကျရင်အထက်ဘက်မှာ၁၀ရက်ကျနိုင်တာကြောင့်နောက်တစ်ရက်လောက်ထပ်ဆောင်နေရမယ်ဆိုပြီးအသီးသီးတွေးနေကြပါတယ်။ဒီအချိန်မှာပဲအလင်းတန်းတစ်ခုနဲ့အတူလူတစ်ယောက်ရောက်ရှိလာခဲ့လို့နှစ်ယောက်လုံးအံ့အားသင့်သွားကြရပြီးလူလုံးထွက်ပြလာသူကရဲကြမ်းဖြစ်နေတာကြောင့်သူနဲ့တိုက်ခိုက်ခဲ့သူကဘယ်သူများဖြစ်နေမလဲဆိုကတူရွှေမေအတွင်းနဲ့တွေ့ရပါတယ်။ ဆုံးကျဝံကရဲကျန်းကိုတွားရောက်စိုးရိမ်ပေးနေပြီးဆယ်ရက်အတွင်းဒုတိယအဆင့်ရောက်ရှိနိုင်သူဟာရဲကျန်းတစ်ယောက်ပဲရှိဘူးတဲ့အပြင် ထိခိုက်ဒဏ်ရာလည်းနည်းနည်းလေးမှမရရှိခဲ့တာကြောင့်အန်အပ်ဖို့တင်းနေကြရပါတယ်။ရဲကျန်းနဲ့တိုက်ခိုက်ခဲ့တဲ့ပြိုင်ဘက်ကိုအကုန်ဝိုင်းမင်းနေကြပေမဲ့သူနဲ့တိုက်ခိုက်ခဲ့တဲ့သူကတာမန်ဆင်းလောက်သာရှိလို့နာမည်မမေးဖြစ်ခဲ့ဘူးဆိုပြီးဘာမှမဖြစ်တယ်လို့ပြောလိုက်တော့သူ့ရွှေမေးတို့လည်းဗဟိနီဖြစ်သွားရပြန်ပါတယ်။ ဒီလိုလှုပ်ဝက်ထားခြင်းကနောက်တစ်ဆင့်ရောက်တဲ့အခါသူ့အပေါ်မှာအာယုံဆိုင်မှုနဲ့ပအောင်ဖြစ်ပြီးတိတ်မကြခင်မှာပဲသူ့ရွှေမေးတို့ဘက်ကအဖိုးကြီးရှောင်ခြင်းထက်မှန်ရောက်ရှိလာခဲ့တယ်လို့ဆုံချွဲကလည်းရဲချမ်းကိုမြင်လိုက်ရတော့သူ့ထက်ကြိုရောက်နေတာမျိုးအနေငယ်စိတ်တူသွားရပါတယ်တွေးလုံးတွေထက်မှန်လင်းလက်လာကြပြီးအောင်မြင်သူတွေဖြစ်ကျော်ရောက်ရှိလာကြတဲ့အခါရဲချမ်းကအရင်ဦးဆုံးရောက်နေတဲ့အပြင်ကြားလဲကလည်းအခုချိန်ထိရောက်လာနိုင်ခြင်းမရှိတာမို့ရဲချမ်းတိုက်ခိုက်ခဲ့သူကကြားလဲဖြစ်နိုင်တယ်ဆိုပြီးလူတိုင်းသတိထားနေလိုက်ကြပါတယ် ဒီလိုမဟုတ်ဘူးဆိုရင်အရင်မြစ်လူပြိုင်ပွဲကြီးမှာရဲကြမ်းကကြောက်လက်တဲ့ဖွက်ထားသလိုအစွမ်းထုတ်ပြလာနိုင်တာကြောင့်သူတို့အတွက်လည်းအန်ဒီယကြီးဖြစ်လာနိုင်ပါတယ်။ကိုတော်ပိုင်ကလည်းဒုတိယဆန်သက်မှုတွေရောက်ရင်အခြားသူတွေသူ့အပေါ်အာရုံမစိုက်နိုင်အောင်အစွမ်းတွေဖုံးဖိထားရမယ်ဆိုပြီးတေချာဆုံးဖြတ်ထားလိုက်သလိုစုံချင်းဝန်တို့ဘက်မှလူနှစ်ယောက်လောက်အင်အားလျော့နေသွားပြီဖြစ်လို့စုံချွဲတို့ကိုနောက်ပြိုင်ပွဲရောက်ရင်အထူးကယူစိုက်ခိုင်းလိုက်ပါတယ်။နှစ်ဖက်စလုံးလူဆုံသွားကြတဲ့အခါစုံချင်းဝန်နဲ့တူရွှေမေတို့ကဒုံကင်ပြားတွေပေါင်းစည်းလိုက်ကြပြီးဒုတိယဆန်သက်မှုကြီးကိုစတင်ဖွဲ့လှစ်လိုက်ကြပါတယ်။ အလင်းတန်းတစ်ခုအောက်မှာဒုတိယစံတမှုနယ်မြေတဲကိုလူတိုင်းဝင်ရောက်သွားခဲ့ကြပြီးကောင်းကင်ထက်မှာကဘာတစ်ခုထက်ရှိနေသေးတာကြောင့်အံ့အားသင့်သွားကြရပါတယ်။ဒီနေရာကြီးကိုကျင်းမုံပုံရိပ်နယ်မြေလို့ခေါ်ပြီးသွေးပိုးပေးကြီးရဲ့အယိုးအစ်စ်နေရာဖြစ်တာကြောင့်အခုလိုမျိုးအထက်အောက်စစ်နေလျက်ရှိတာပါ။ထူးဆန်းတဲ့နေရာတစ်ခုဖြစ်တာနဲ့အညီအသက်အန္တရာယ်လည်းရှိတာမို့တူးရွှေမေကကောင်းကင်ထက်မှာရှိနေတဲ့သွေးကြောက်တိုင်ကြီးခုနှစ်ခုကိုညွန်ပြလိုက်ပါတယ်။ အချိန်နှစ်နာရီကြာတိုင်းသွေးပိုးဘေးရဲ့တော့တချောင်းပေါ်လာမှဖြစ်ပြီးတော့ပေါ်လာတဲ့အခါကျရင်သွေးကြောက်တိုင်ကြီးတစ်ခုလည်းချက်ချင်းပျက်စီးသွားမှဖြစ်လို့ကြောက်တိုင်အကုန်လုံးပျက်စီးသွားဖို့က14နာရီလောက်ပဲအချိန်ကျန်ရှိနေပါတယ်တော့တချောင်းစီတိုင်းကသွေးပိုးဘေးကြီးရဲ့နှလုံးသားခန့်တဲကိုဝင်ရောက်နိုင်မဲ့လက်မှတ်တွေဖြစ်ပြီးသွေးသခင်ရှင်ပြိုင်သူတွေကဒီယာကိုလူယူကြရမှာဖြစ်ပါတယ်လက်ရှိတိုက်ပွဲကိုအရင်မြစ်လူပွဲလို့ခေါ်ပြီးကိုရဲတော်တွေကလည်းအထဲဘက်ဝင်ရောက်နိုင်ဖို့တော့တွေစုဆောင်းပေးရအောင်ပါ တော်ရှိတဲ့အဖွဲ့ကစမ်းသပ်မှုတွေကြာရှုံးသွားမယ်ဆိုရင်တောင် ထုတ်ပယ်ခြင်းခံလိုက်ရရုံသာဖြစ်ပြီးတော်မရှိတဲ့လူတွေကတော့ပြိုကျလာမယ်အထက်အောက်ကောင်းကင်ကြီးကမှဖိချေဖြစ်စည်းခံလိုက်ရမှာဖြစ်လို့လက်ရှိတိုက်ပွဲကြီးဟာဒေးရေးရှင်ကြီးဖြစ်နေပါတယ်။ပြိုင်ပွဲစတဲ့အခါဆုံချင်းဝန်ကတူးရွှေမေးကိုအလုံးပိတ်တိုက်ခိုက်မှာဖြစ်လို့တော်ယူပေးရမယ့်တာဝန်ကိုကိုရဲတော်တွေအပေါ်မှာအကုန်ပုံးအပ်ထားလိုက်တဲ့နောက်တူးရွှေမေးတို့ကလည်းသူတို့စီစဉ်ထားကြတဲ့အတိုင်းဆုံချင်းဝန်စီပြေးဝင်တိုက်ခိုက်လာကြပေမဲ့အလင်းတစ်ခုအောက်မှာလူတိုင်းလွင့်ထွက်သွားကြရသလိုသူတို့နှစ်ယောက်ထဲကိုအတားစီတစ်ခုတည်းပိတ်လောင်ထားလိုက်ပါတော့တယ်။ ဒါကိုမြင်တော့ဒီအတားစီလောက်နဲ့သူ့ကိုပိတ်လောင်ထားနိုင်မှာလားဆိုပြီးသူ့ရွှေမေကသူမကိုရတော်တွေကိုတော့တော့ယူခိုင်းလိုက်တဲ့အချိန်ကောင်းကင်ထက်မှာကြောက်တိုင်ကြီးတစ်ခုပြိုကျပျက်စီးလာခဲ့တာကြောင့်အဖွဲသားတိုင်းလည်းအစင်တင်ပြင်ထားလိုက်ကြပါတယ်။ပြိုင်ဘက်တွေကသူ့အပေါ်အာယုံဆိုင်နေကြလို့ကိုတော်ပိုင်ကပထမဆုံးတော့ကိုလက်လွတ်ဖို့ဆုံးဖြတ်လိုက်တယ်လို့ကြောက်တိုင်ကြီးအကွဲသွားတဲ့အခါမှာတော့အနီရောင်လင်းတစ်ခုစတင်ထွက်ပေါ်လာခဲ့ပါတယ်။ အလင်းလုံးလေးကဥတီချက်မရှိလွင်မျောထွက်သွားမှဖြစ်လို့ကြားရောက်မဲ့နေရာကိုလူတိုင်းအာယုံစိုက်ထားကြပြီးအလင်းဆက်တွေစုပေါင်းသွားကြချိန်မှာတော့ပထမဆုံးတော့ဖြစ်တည်လာခဲ့ပါတော့တယ်။တော်ရှိတဲ့ဘက်ကိုလူတိုင်းပြေးလိုက်လာကြပြီးကိုတော်ပိုင်လည်းပထမတော့ကိုမယူဖို့ဆုံးဖြတ်ထားပေမဲ့ဒီကဘာကြီးထဲမှာဆိုရင်ကံကောင်းသူကြီးဖြစ်နေတဲ့အတွက်အနီရောင်တော့လေကသူ့ဘေးနာထွက်ပေါ်လာခဲ့ပါတယ်။ဒီအချိန်ပြေးလိုက်လာသူတွေကရဲချမ်းကိုဝိုင်းတိုက်ခိုက်ကြတဲ့အတွက်ကိုတော်ပိုင်လည်းဒီနေရာကြီးကနေအ мян ရှောင်းတင်းလိုက်ရပြီးသွေးတော့ကလည်းအသိစိတ်ရှိနေတယ်လို့မျိုးသူ့နောက်ဆက်လိုက်လာနေတာမို့အ мян ထွက်ပြေးလိုက်ရပြန်ပါတယ်။ ပြိုင်ဘက်တချို့ကတော့လိုချင်တာထက်ရဲချမ်းကိုအရင်ရှင်းပြစ်ချင်နေကြလို့သွေးသားတွေနဲ့ပြစ်သွင်းလုံးကျန်လာကြပြီးကျိုးဟွာဆိုတဲ့သူကဓာတ်နဲ့ပြစ်ခုတ်လာခဲ့ပေမဲ့ကိုရောပိုင်ကသူ့အသက်လိုချင်ရင်မင်းတို့ကိုယ်တိုင်အရင်ပြန်ပေးဆက်ရမယ်ဆိုကပုံရိပ်ရောင်သွေးပလူကြီးကိုဖော်ထုတ်ပြစ်လိုက်ပါတော့တယ်။အဖြစ်ဆွမ်းအားကြောင့်လူတိုင်းလွင့်ထွက်သွားရပြီးတိုးဝင်လာတဲ့လက်သီးချက်တွေဟာဥကောင်းခွန်တွေကိုတောင်ကွဲအပြည့်စည်းသွားစေနိုင်တာကြောင့်လုံးကျန်သူပြိုင်ဘက်တွေလည်းအသီးသီးတည်ဆုံသွားကြရပါတယ်။ ဒီအချိန်ပထမဆုံးတော့ကသူစီပြေးဝင်လာပြန်တယ်လို့ဆုံးချွဲလဲသူအနာရောက်ရှိလာခဲ့ပြီးလူယူခံရမဲ့တော့ကိုဂျားဖြက်ကန်ထုတ်လိုက်ပေမဲ့ပြိုင်ဘက်တွေကလူအင်အားပိုများနေတာမို့လက်ရှိတိုက်ခိုက်မှုကအကျိုးမရှိဖြစ်နေရပါတယ်။ဒါကိုမြင်တော့ဆုံးချွဲကိုလူယူထွက်ပြေးခိုင်းလိုက်ပြီးတိုက်ခိုက်မှုအကုန်လုံးကိုရဲကြမ်းကဒါစီပေးလိုက်တာကြောင့်ဆုံးချွဲကလည်းလမ်းပိတ်နေတဲ့သူတွေကိုအကုန်ရှင်းထုတ်ပစ်လိုက်ပါတယ်။ဒီအချိန်မှာပဲဒုတိယမြောက်တော့ထပ်မံထွက်ပေါ်လာခဲ့ကရဲကြမ်းသားကိုထပ်မံရောက်ရှိလာပြန်လို့ဒီကောင်းရဲကြမ်းကအယံကန်ကောင်းလာချေလာဆိုပြီးပြိုင်ဘက်တွေတောင်အဆင်မိသွားကြပါတယ်။ ကိုရောပိုင်ကပထမတော့ကိုဆုံချွဲထန်ထားပေးခဲ့လိုက်ပြီးဒုတိယတော့နဲ့အတူတခြားဘက်ပြေးထွက်သွားတဲ့အခါဒုရှေမေရဲ့အစွမ်းထက်ကိုရန်တော်၃ယောက်ကအခြေအနေစောင့်ကြည့်နေကြပါတယ်။တစ်ဖက်မှာလည်းအဖွဲကောင်းဆောင်၄ယောက်အကျိတ်နဲ့တိုက်ခိုက်နေကြပြီးဆုံချင်းဝံဘက်ကအနေငယ်ပိုအားသာနေလျက်ရှိသလိုထွက်ပြေးနေတဲ့ရဲကျန်းကိုလည်းဒုတိယမြောက်တော့ကိုအခုသွားယူလိုက်လေဆိုပြီးစိတ်အာယုံချင်းလှမ်းဆက်သွယ်လိုက်ပါတယ်။ ကိုရောပိုင်းကဒီတော့တွေကိုလူယူခြင်းစိတ်မရှိပေမဲ့သွေးကမ်းမတဲ့ဝင်ခြင်းရင်စုံချင်းဝံအပေါ်အများကြီးမိခိုရအောင်မှဖြစ်လို့သူမအမိတ်ပေးလိုက်တဲ့အတိုင်းတော့ကိုလှမ်းဖမ်းယူလိုက်ပါတော့တယ်။ဒါပေမဲ့သွေးတော့တွေကအသိစိတ်ရှိနေတယ်လို့မျိုးခန္ဓာကိုယ်တဲ့အတင်းတွဝင်ခြင်းနေကြလို့အာကုံတောင်းခံပြစ်လိုက်ပေမဲ့အဆုံးသက်မှာတော့လက်ကနေတဆင့်အသိစိတ်ထဲဝင်ရောက်သွားခဲ့ပါတယ်။အထဲဘက်မှာတော့သွေးစက်နဲ့ပေါင်းစည်းသွားတဲ့အခါစိတ်ဝိညာဉ်ပင်လေကြီးတစ်ခုလုံးရွှေရောင်ပြောင်းလဲသွားရတဲ့အပြင်အစွမ်းတွေပိုထိုးတက်သွားခဲ့ပြီးအပြင်ဘက်မှာလည်းအစွမ်းတွေလျံထွက်နေရပါတော့တယ်။ တော့ကိုဆုပ်ယူလိုက်တာမြင်တော့လူတိုင်းကြောင့်ငေးမိသွားကြပြီရဲကျန်းကလည်းယာယီတင်းစင်းနိုင်တဲ့တာမီးကျင့်စဉ်ဆိုပြီးအယုံသွင်းရှင်းပြပေးလိုက်ရပါတယ်မဟုတ်ဘူးဆိုရင်လူတိုင်းဝိုင်းတိုက်ခိုက်လာလို့အသက်ပင်နာကထွက်သွားရမှန်းတောင်သိလိုက်မှမဟုတ်ပါဘူးဒုတိယတော့ကရဲကျန်းစီရောက်သွားပြီးမှတူရွှေမေကရဲကျန်းကိုဝိုင်းတိုက်ခိုင်းလိုက်ပြီးစုံကျင်းဝန်ကလည်းစုံချွဲတို့ကိုကာကွယ်တားဆီးခိုင်းလိုက်ရင်ထွက်ပြေးနေတဲ့ရဲကျန်းကလည်းလမ်းရှိလာပိတ်သူတွေကိုတိုက်ခိုက်ရှင်းလင်းနေခဲ့ပါတယ် တဖက်လူကသွေးသားထိန်ချုပ်သူဖြစ်လို့ရှောင်းတင်းရင်ဆိုင်နေရင်သွေးကြည့်မြင်တွေကြားတဲ့ချုံနောင်ခံလိုက်ရတဲ့အပြင်ရဲကျန်းစီကနေသွေးကြည့်စွမ်းအားတွေကိုလည်းတဖြည်းဖြည်းစုပ်ယူပစ်လိုက်ပါတယ်။ဒီအချိန်မင်းသက်ကိုနှုတ်ယူပစ်မယ်ဆိုပြီးလူတယောက်ပြေးဝင်လှုပ်ကျန်လာပေမဲ့ဆုံချွဲကဝင်ရောက်တက်ပစ်လိုက်ကလူနှစ်ယောက်လုံးအပြည့်ရှင်းပြီးပြီဆိုတာနဲ့ရန်သူတွေထက်ရောက်လာပြန်လို့အချိန်ခဏကြာအောင်နှစ်ယောက်ပေါင်းတိုက်ခိုက်လိုက်ကြရပါတယ်။ဒါပေမဲ့တဖက်ရန်သူတွေဟာလူအင်အားပိုများနေခဲ့တာကြောင့်ဆုံချွဲကိုဆွဲခေါ်ရင်ကျွမ်းကျင်လွန်းတဲ့အပြေးတစ်ပေါက်ကိုရှမ်းရှမ်းတောက်အောင်ပြန်ထုတ်သုံးလိုက်ရပါတော့တယ်။ သူတို့ထွက်သွားတဲ့နောက်မှာရန်သူတွေထက်ရောက်လာကြပြီးနေရအနှက်လိုက်ရှာနေကြတဲ့အချိန်ပုံးနေကြတဲ့အပေါ်ဘက်ကိုလူတစ်ယောက်ရောက်ရှိလာလို့ဆုံချွဲကိုအတမ်းမထွက်ဆန်းနဲ့ဆိုပြီးပါဇက်အုပ်ပေးထားလိုက်ရပါတယ်။အပြင်ဘက်မှာရန်သူအင်အားများနေလို့ဒီနေရာမှာဆက်နေပြီးတတိယမြောက်အချိန်ကြမှာထွက်သွားကြရအောင်ပြောတော့ညစ်ပတ်တဲ့ဝက်လက်ကိုအမြန်ဖဲလိုက်ဆန်းဆိုပြီးဆုံချွဲတစ်ယောက်ပြက်တနာတွေကြားမှာတော့ရဲကျန်းကိုဒေါသထွက်နေရပါသေးတယ်။ တတိယတော့ထွက်ပေါ်လာဖို့နီးကပ်နေပြီဖြစ်တာကြောင့်ဒီနေရာကြီးလဲတဖြည်းဖြည်းပြိုကျလာခဲ့ရပြီးကိုတော်ပိုင်တို့လည်းအခြေအနေမကောင်းတာကြောင့်လူလုံးထွက်ပြလိုက်ရတဲ့အခါပြိုင်ဘက်တွေထပ်မံရောက်ရှိလာတာကြောင့်ဆုံချွဲကသူရင်ဆိုင်ထားလိုက်မယ်ဆိုပြီးတွေးတာကိုမြေကြီးပေါ်ထိုးဆိုင်လိုက်ပါတော့တယ်။သူတို့တွေကြားတဲ့ကိုအကွဲချောင်းကြီးဖြစ်စေလိုက်ပြီးရဲချမ်းဘက်လန်းကုန်ခူးလိုက်ချိန်မှာတော့ဝေးကွာလွန်းတဲ့အပြင်အင်အားနဲ့ပါနေပြီဖြစ်လို့ဆုံချွဲပြုတ်ကျသွားရပါတယ်။ကိုတော်ပိုင်ကမင်းမလုံနိုင်တဲ့အရာကိုဘာလို့လှုပ်ချင်ရတာလဲဆိုပြီးဦးလေးတယောက်လိုတင်ပြပြောဆိုနေရင်အပေါ်ဘက်ဆွဲတင်လိုက်တဲ့အချိန် တတိယကြောက်တိုင်ကြီးလဲစတင်ပျက်စီးလာခဲ့ပါတော့တယ်